ခမောင်းတွေတနေ့ကျရင်စူပါရီချမ်းကိုလည်းစဲကြအောင်ပါမလားအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ LMO ဘောက်ဆင်းကလည်းပြန်လာပြီးတော့ကြိုးစူပါရီမြန်မာတို့ချိုးရဲ့အချင်းကဘာလဲလို့မေးလို့ရှိရင်အစဲတစ်ပေါက်ရှမ်းတောက်တာပါပဲလူရင်းတစ်မျိုးမလူရင်းတစ်မျိုးနဲ့စဲတဲ့နေရာမှာတော့ပါရဂူပွဲနဲ့ထူးချွန်စုတွေကိုပေးရချင်းမြင်သွားမှာနေထားပါဒါလူတိုင်းမဆိုးလို့မဲ့ကိုရိုင်းကြဟောဒီပတ်တီဘာမှမဟုတ်ပဲချားသူတွေကို live blame ပြီးတော့စဲတဲ့နေရာမှာဆရာကြာလုံးနဲ့လူချို့ကိုပြောဆိုလိုခြင်းလည်းဖြစ်ပါတယ်နီးစားဆုံးပြောရရင်လက်ဝေးပွဲတွေက live လွှင့်တဲ့နေရာတွေမှာဘာမှမဆိုင်ဘဲနဲ့ပတ်ပြီးတော့စဲနေကောင်တွေချိန်လို့ ဘလုံးပွဲတွေက live တွေမှာလည်းအဲ့လိုကောင်းတွေကတပုံးရှိနေတတ်ပါတယ်။ဘာသာရေးတွေမှိုင်းတိုက်ပြီးဆဲလို့ဆဲမျိုးသမီးတွေတရားတစ်ခါဖြစ်တဲ့ဓမ္မနာတစ်ခုလိုမျိုးတို့ရဲ့ပါဇက်ကဇဲနီမျိုးစုံကျိုးခုံပြီးတော့ထွက်ကြလာမြင်တွေ့ရပါတယ်။အဲ့လိုဇဲနေနေမှာအားတန်တဲ့ကောင်တွေပြန်ကြည့်လဲသူတို့ကအဆင်းကဘာမှမဟုတ်ကြတော့မြင်တွေ့နေကြပြီးစာမတက်ပင်ပတ်တဲ့အောက်တန်းစားတစ်တိုက်နဲ့နေလားငါလားအဆင်းလောက်တာရှိတဲ့သူတွေလို့ဆိုရမှာပါ။ပြောချင်တဲ့အကြောင်းကလက်ရှိစူပါဂျန်အခြေအနေကိုကြည့်ပြီးတော့တန်စင်ဆိုးလေးနဲ့အွန်လိုင်းဆန်းလို့ဖိုင်တာတွေကိုသွားပြီးတော့တတိယဖြစ်မိသွားတဲ့အတွက်ကြောင့်ပါ။ ကချင်တိုင်းအောင်လိုက်ဆန်ဟာမြန်မာမာရီမကကဘာဝါကင်လုံးခဲ့တဲ့မြန်မာပြည်သက်တွေအချစ်တော်ဖိုက်တာကြီးတယောက်ပါဝမ်ချမ်ပီယံရှစ်ဂျိုးဝိုင်းထက်မှာပြိုင်ပွဲတွေကိုလဲထိုးပြီးတော့နှစ်ထပ်ကွန်းချမ်ပီယံစုကိုသိမ်းပါပြခဲ့သူလည်းဖြစ်ပါတယ်။ဒါမြန်မာပြည်သက်တွေအတွက်ဒီမှုပဲမြန်မာတိုင်းငလုံးအတွက်ပါဂုံစရာကောင်းခဲ့တဲ့ဖြစ်ပျက်တစ်ခုဖြစ်လို့မြန်မာကဘာကနေတည်သွားစီတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။အဲဒီအချိန်ကကချင်တိုင်းနဲ့ပတ်သက်ပြီးတော့ချီးကျူးမှုများစွာပြုလုပ်ခဲ့ကြသူဂုံခဲ့ကြသူတွေလည်းအများကြီးပါ။အခုတော့အဆိုပါကချင်တိုင်းနဲ့ပတ်သက်ပြီးချိုးရီစီကထွက်ကြလာစကားကအနာယူသိမ်းဆွဲစကားနဲ့အတူဆယ်နီမျိုးစုံနဲ့ပြည်တွင်ဝေဖန်မှုတွေပြုလုပ်လာကြတော့မြေတွေ့နေကြတာဖြစ်ပါတယ် အောင်လိုင်းဆန်လိုမြမကုံဆောင်နှစ်ထပ်ကွမ်ချန်ပီယံဟောင်းတယောက်ကိုမြမပရိသတ်တွေဆက်ဆံများတဲ့ပုံစံတော်လေးတရားကြဖို့ကောင်းတယ်လို့ဆိုရမှာဖြစ်ပြီးအဲနောက်အောင်လိုင်းဆန်ထပ်ပို့ပြီးတော့ပြောဆိုဝေဖန်ပြီးစဲဆိုခံခဲ့ရသူတွေကတမနီဆိုလင်းနဲ့လူငယ်ဖိုင်တာလေးတန်းစင်လို့ဖြစ်ပါတယ်တမနီဆိုလင်းကရိုးရာနေပေါက်ဖွားလာဖိုင်တာတွေထဲမှာ1နဲ့ပထမဆုံးစာချုပ်ရတဲ့ဖိုင်တာတယောက်ဖြစ်ပြီးတော့သူ့ရဲ့မာကုံနဲ့အားပါတယ်လက်သီးချက်တွေနဲ့တူပြိုင်ဘက်ဖိုင်တာတွေလဲကွဲဖြစ်စေခဲ့တဲ့အထိလုံးပြထားနိုင်သူပါအသက်30ကျော်မှ1လို့ပရိုမိုးရှင်းတစ်ခုရောက်လာခဲ့တဲ့ဖိုင်တာတယောက်တို့က ခုနောက်ပိုင်း weight jaw dehydration မောင်နာအဆရှိရဲ့ပြဿနာတွေနဲ့တူအစိမ်းမပြေစရာတချို့ရှိခဲ့ပြီးတော့နောက်ဆုံးကစားထားတဲ့သုံးပွဲဆက်မှာမှပြီးစနဲ့ရှုံးပေးထားတဲ့သူဖြစ်ပါတယ်။ဇိုလင်းရဲ့ဆိုပါရှုံးပွဲနဲ့ပတ်သက်ပြီးမြန်မာပြည်သက်တရားဆိုင်ဆုံမှုတွေပြုလုပ်လာခဲ့ကြသလိုဝေဖန်ပြစ်တင်မှုတွေပါပြုလုပ်လာခဲ့ကြသည့်ကိုမြင်တွေ့နေခဲ့တာပါ။ဟိုတုန်းကတော့ဇိုလင်းဇိုလင်းဆိုပြီးတော့အားပေးခဲ့ကြသူတွေလက်သီးလက်မောင်းတန်းခဲ့ကြသူတွေအခုတော့လက်သီးတစ်ပါးပဲရတဲ့ဇိုလင်းအနေနဲ့ဒီတစ်ခါလဲရှုံးမှာပဲဆိုရင်အထင်သေးတဲ့စကားလုံးတွေမလုပ်လာတဲ့ပြောဆိုမှုတွေကိုပြုလုပ်လာခဲ့ကြပါတယ်။ တန်းစီဆိုရင်ပြောစရာလိုမယ်မထင်ဘူးလို့သာပြောလိုက်ခြင်းပြီးသူ့ရဲ့ကိုဖြစ်တဲ့ဒွန်းလင်မိုးကပါတားယူရတဲ့အထိပါပဲအားပေးခြင်းနေပါမဆဲကြပါနဲ့ဆိုပြီးတော့တောင်းပန်ရတဲ့အထိမြန်မာပြည်သားကျွဲ့ဆဲဆုံမှုတွေကတရားကြောက်ဖို့တော့ကောင်းနေလို့ဆိုခြင်းပါတယ်အောင်မြင်ခြင်းမာတူလက်ကုတ်တီးခဲ့ကြပြီးတော့ဂျာဆုံးခြင်းမာဖေးမာတာမျိုးမရှိပဲဆဲဆုံမှုတွေပြစ်တင်ပြောဆိုရပြုလုပ်နေခဲ့ကြဖြစ်ပါတယ်တကယ်လို့ပြည်သားဆိုတာဆိုတာဖိုင်တာရဲ့ခွန်အားတစ်ခုပါသူတို့ရဲ့အားစီးတစ်ခွက်လို့ဖြစ်နေတဲ့ပြိတ္တတွေကသူတို့တွေကိုအားမပေးတဲ့ပြင်ဇဲဆူမလေးပြုတ်လုပ်ပြီးတော့ထင်းသေးတဲ့ဇကလုံးနေနဲ့ဝေမာတိုက်ခတ်တဲ့အခါသူတို့ဘယ်လိုခံစားရမလဲဆိုတာတွေးကြည့်ရမှာပါ အားနေကျလိုအပ်ချက်ကိုထောက်ပြတာလက်ခံပြီးလို့ရမယ်။ရိုင်းဆိုင်တဲ့ဇကလုံးနေနဲ့ဆဲဆုံတွေပါလာတဲ့အခါကိုကိုရိုင်းဟောဆဲခံရဘလို့နေမလဲဆိုတာကိုချင်းစာစီလေးတော့ရှိစီကျင်းပါတယ်။အခုလဲစူပါရီချန်ကိုကြီးကျူးမှုတွေဂုံပြူတာမျိုးတွေပြုလုပ်နေကြကြတော့မြေတွေ့ရဖြစ်တကယ်လို့များစူပါရီချန်သာရုံးပွဲဆက်လာခဲ့မယ်ဆိုရင်တန်းစင်စိုးလင်းနဲ့အွန်လိုင်းဆန်တို့လိုအဆဲခံပြောခံပွားနဲ့ရင်ဆိုင်သွားအောင်လားတွေးကြည့်တာနဲ့ဒီရင်မောစရာကောင်းနေခဲ့ပါလိမ့်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုဒီမှာလဲ MMA Fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ကြည့်ရှုဖို့လဲဖိတ်ခေါ်ပေးအောင်စိတ် ကျွန်တော်ရဲ့ page လေးကိုလည်း like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးသားဖို့တောင်းဆိုပါရစေခင်ဗျ။ဆုံးနီးချီးပေးတာအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။